ဘရေးဝမ်ဖို့အနာသာဝေးပြုကုတ်ခြင်းအစားစီဝေးပြုကုတ်ခြင်းအစီအစဉ်အစားပြုရန်အတွက်ချေဥစွာပနာမကျန်းမိုင်းတစ်ပိုက်ကိုပတ်ပါမယ်ဒီကနေ့က2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်လို့ဖျားသခင်ရဲ့ဘုံအနာမှုကိုချီးမွမ်းပါတယ်ယခုဖတ်မယ်ဥစွာဖတ်မယ်ကျန်းမိုင်းကလေးကတော့စာလံကျမ်းတရား၃ခုမြောက်သောစာလံတိမ၅အထိဖြစ်ပါတယ် ။အိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးကြလော့။ငါဤအထဲ၌ရှိသမျှတို့တန်ရှင်းသောနာမတော်ကိုကောင်းချီးပေးကြလော့။โอ้งาวิญญาณทาวระพยาโกกองจีไปละเจซุรออปางโกมะเมเลียวเนตีนอี้อภิอลงซงโตโกผิดลุ่ยตีนอี้อนาโยกาชีตะมยาโตโกเปี่ยวเสดอมูอีตีนอี้อัตตโกผัดซี้จินแทกยวยเยเจซุรอกยุนาโดมยาเนี่ย သင်ဤကောင်းကိုပရိတော်မူ၏။သင်ကို အသက် ကြီးစဉ်ကောင်းသောအရာနှင့် ရောက်ရဲစေတော်မူသဖြင့်သင်ဤအသက်သင်ဤအရွယ်သည်ရှင်လင်းသောအရေကဲ့သို့ပြုပြင်ခြင်းရှိ၏။အတူတကွကောင်းကြီးတောင်းခံကြပါစို့။ကောင်းကင်နိမိတ်ကြီးကိုဖန်ဆင်း၍သာသမီတယောက်စီတိုင်းကိုချစ်တော်မူသောဖဖဖျားကိနိအံအောဘွယ်တမင်ဘတ်တကူကြီးသောဖျားတဆူသီးသောရှင်ထာဝရဖငိမ့်သက်ခြင်းရှင်။ကရောရှင်ကျေးဇူးတော်အပေါင်းကိုရေတွက်ချီးမွမ်းပါ၏။ ကျွန်တော်ကျမတို့ဒီတမင်တရဒီရေးစည်းသောချောင်းကိုတောင်းတတကယ်သူကိုရောကိုတောင်းတပါ၏ယနေ့ဝပြုခြင်းလဲမှာကိုရောရှင်ကြောက်ရောက်တော်မူပါခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်ကျမတို့စုပေါင်းခြင်းအရာတစ်ခုစီတိုင်းကိုရောရှင် လက်ဝဲထဲသို့အံ့နာပါတယ်ကုလရှင်ပြုပြင်တော်မူပါကုလရှင်ကောင်းကြီးပေးသနာတော်မူပါဒီကနေ့ဝေမြမယ်ဒေသနာဝေမြမယ်ဆ iam အေးပြုနေတူပါရှိတော်မူပါအထူးဆုတောင်းမဲ့သူနဲ့လည်းတူပါရှိတော်မူပါအစုံးမှာကောင်းကြီးပေးမဲ့ပြည်များနဲ့လည်းတူပါရှိတော်မူပါဒီကနေ့ အစီအစဉ်မှာမပါဝင်နိုင်သောသူများကိုလည်းတတိယပါတယ်သူတို့ကိုလည်းရှေ့နေမှာကောင်းကြီးချပေးသနာတော်မူပါပါဝင်စေသားသမီးများကိုလည်းရှေ့နေမှာကောင်းကြီးချပေးသနာတော်မူပါဒီကနေ့အစီအစဉ်အစားလဲဆုံးကိုရရှင်တူပါရှိကောင်းကြီးချပေးသနာတော်မူမိချောင်းတပါးတော်သားတော်သခင်ခရစ်တော်မြတ်တော်နာမကိုအမိပြုလက်လုံးယူသိခြင်းဖြင့်သူတို့ကအစာပြုကြပါ၏ဖခင်အာမင် 从钢天的追求。 give. Hey. ုချိန်ရဆိုလို့ရှိရင်အခုချိန်ရဆိုလို့ရှိရင်ဒေသနာဝင်ငမ်းမဲ့အချိန်ဖြစ်ပါတယ်ဆီယမအေးဖြူအချိန်နိုင်ပေးပါတယ်ဆီယမကိုဖိတ်ခေါ်ပါတယ်ရှိစွာဖြတ်ရှင်ရဲ့ကုန်ကြီးစွာကိုချင်ဝမ်းပါတယ်။စကရင်ရှယ်လို့ရတယ်နော်စမီ။ပေါ်လာပြီ။စကရင်နမရှယ်တော့ပါရှင့်။ဆရာ အဲဒီနေ့ pray one for another စုတောင်းရင်းအစီအစဉ်ကိုမြဲပဲဦးဆောင်ပေးနေကြတဲ့ဆရာကြီးဆမကြီးများအားလုံးနဲ့သူပဲကြည်စုတင်တယ်လို့ပါဝင်ကြတဲ့ဆရာဆမများညီကိုမောင်နှမများအားလုံးကိုလည်းသူပဲကြည်စုတင်ကြပြကြလို့ပါတယ်လို့ဒီနေ့ကျမဝီညချင်းတဲ့ခေါင်းစဉ်လေးကတော့ခင်ယေရှုခရစ်တော်ဝိဖွာခြင်းမှရရှိသောကိုကျင့်တရားဆိုင်ရာသင်ငန်းစာများဆိုတဲ့ ောင်းစင်လေးနဲ့ဝင်ငှချင်ပါတယ်လို့ဆိုတော့ကျမတို့အမ်သခင်ခရစ်တော်မွေးဖွားခြင်းကနေကျမတို့အတွက်ကိုကုကျင်တရားနဲ့ဆိုင်တဲ့သင်ငန်းစာလေးလေးချက်ပေါ့နော်သင်ငန်းစာလေးလေးချက်ပဒီနေ့ဝင်မြမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ humility and simplicity ရှင်လူကာခရီးခန်းကြီးနှစ်ငယ်တကနေခုနှစ်ပေါ့နော်ရှင်လူကာခရီးခန်းကြီးနှစ်ငယ်တကနေခုနှစ်မှာဆိုလို့ရှင်ထိုအခါတနင်္ဂနွေလုံးကိုစင်းယူစီချင်းဟာကဲတာပြင်အေဂုတ်တုသည်အမိတော်ရှိ၏ကုရီနိသည်ရှုရိပင်၌မြို့ဝင်ဖြစ်စဉ်တွင် ထမကျင်စင်းယူခြင်းဖြစ်သည် လူအပေါင်းတို့သည်စင်းဝင်ခြင်းကတီးတီးမိမိတို့မြို့ရွာသို့သွားကြ၏ယောသက်သည်လည်းဒါဝိမျိုးနွယ်ဖြစ်၍ ထိမ်းမြားဆောင်နှင်းသောမယားမာရီနှင့်အတူစီးဝင်ခြင်းကဂါလိလဲပြည်နာဇီယက်မြို့မှ ယူရပြည်ဘက်လင်အမည်ရှိသောဒါဝဲဤမြို့သို့သွား၏ထိုအခါမာရီသည်ပရိသတ်၏အရင်အမှားရှိ၏ဘက်လင်မြို့၌ရှိနေစဉ်ဖွားအံ့သောငါနေလာစီ၏တာဥကိုဖွားမြင်၍အဝတ်နှင့်ပည့်ပြည်မှဧဒေတေယဇေယ၌သူတို့နေစရာမရှိသောကြောင့်သူငယ်ကူနားစခွက်၌တိတ်ထားလိမ့်ဤဖော်ပြထားပါတယ် ဒီချက်ကလေးကိုကြည့်တဲ့အခါမှာเนาะသခင်ယေရှုကเนาะကျမတို့အဲအတွက်ဆိုလို့ရှင်ဘင်းတကားဘင်းအရှင်တကားအရှင်ဖြစ်တော်လဲပဲနွားစခွက်မှာတကယ်ပဲနှိမ်ချစွာနဲ့အမ်မွေးဖွားခြင်းကိုပြုတ်ခဲ့ပြီးရဲ့အခါမှာเนาะကျမတို့ဟိုကိုဘာကိုသင်ယူရရှိစေလဲဆိုတော့ value in serving others and living in a simple life เนาะဒီ ကျမတို့အစီခံချင်းပေါ့နော်အစီခံချင်းအဲဆိုင်ရာတံပိုးနဲ့ယူသားစွာနေထိုင်ဘဝမှာယူသားစွာနေထိုင်ခြင်းဆိုတဲ့အဲအရာလေးကိုကျမတို့အဲပထမအဲသင်ငန်းစာအနေနဲ့ကျမတို့ရရှိခဲ့တာဖြစ်ပါတယ်ဒုတိယချက်ကတော့ faith and obedience ပေါ့နော်ရှမတဲ့ခရစ်ခန်းကြီး1အငယ်18ကနေ15မှာ 时间呢？上啊嘛？喏，去耶稣基督的旁边，经过看到木头叫呀，木瓜。眉毛、马尾的，有的呢，太阳上呢，有没舍得没得。但是呢，我们呢，就把这里说呢，一，对，看毛有的的，对了，刚批完，马尾的这个，麦子见到长，对，虽说松柏没有见识，土豆见识越认真对，爱买过尼亚的嘛？他说便宜，刚买的，趁下雨。 ဒါဝိအမျိုးရောတသီခင်မောမာရီကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသေတွေသည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။သားယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟုသောအမည်ဖြင့်မှဲ့ရမည်ဟုကောင်းကင်တမန်ဆို၏။ထိုအကြောင်းရာမူကားသာရဖျားသည် ပြောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ၏အကြောင်းသည်ဗျာဒိတ်တော်ချက်ဟုမူကားတည်ရှိလော့။ သူတို့သမီးကညာသည်ပရိသတ်တွေဆွဲယူ၍တားယောက်ကြကိုဖွားမြင်လက်တက်ထိုသားကိုအီမာနွေလအမည်ဖြင့်မှဲ့ရလက်တန်းဟုလာသည်အီမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုသည်ယောသက်သည်အိပ်ပျော်အမနို၍သာရဖျား၏ကောင်းကင်တမန်မှားထားသည့်အတိုင်းပြု၍မိမိခင်မုန်းကိုထိမ့်သိမ့်လိ၏သို့တော်လည်းသားဦးကိုမဖွားမီတန်အောင်တန်ဝါတမပြုတ်ပဲနေ၏ထိုသားကိုလည်း ยชูฮุดอะมีเพียงแม่ลีสรอกดีมาสุรุษิมารีเออัตตาเนยโยตะเยอัตตาปเนาะสรอกมารีกาเลยเนาะอภิญญาဖြစ်တော်เลยเว้ยพญาเยอลูรกวนคันပြီးတมาดีพญาเยเอ่อ ဒီအလိုတော်ပြည့်စုံမှုအတွက်ကိုဆောင်ရွက်ခဲ့တယ်လို့ယောသက်ကလည်းเนาะသူရဲ့ဒီအမ်အမျိုးသမီးပေါ့เนาะတစ်ထပ်အမေအမျိုးသမီးဖြစ်တယ်တိုးတော်လည်းပဲအမ်ဒီပရိသတ်တွေကเนาะသူနဲ့ဆိုင်တာတော့မဟုတ်ဘူးတိုးတော်လည်းပဲဒါဖရာရဲ့အာဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုလက်ခံပြီးတဲ့အခါမှာယုံကြည်ခြင်းနဲ့နာခံခြင်းဟို ရရှိပြီးတော့မှအဒီအရာလေဒီသခင်ယေရှုခရစ်တော်ဖွားမြင်ခြင်းကနေပြီးတော့မှကျမတို့ကိုကျင့်တရားဆိုင်ရာသင်ယူရရှိမှုဒုတိယအချက်ဖြစ်တယ်ဆိုတော့ကျမတို့တွေ့ရပါတယ်လို့တတိယတစ်ချက်ကတော့ hope and joy ပေါ့နော်ရှင်လူပါခရစ်ကြီးခန်းကြီးနှစ်အငယ်၈ကနေ20 ုပြီမှာတိုးရင်းတို့ဒီညအခါတောရ၌တဲခိုလျက်ထိုတိုးစုကိုစောင့်နေကြသည်ဖြစ်၍သာရဖျားဤကောင်းကင်တမန်သည်သူတို့အပေါ်မှာပေါ်လာ၍ပဝင်းကျင်၌သာရဖျားဤဘုံတော်ထွန်းတောက်သည်ဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုငားသည်ဒီနောအားကြပြရ၏ရှင်ကပ္ပုံခဏညစ်ငယ် ရှစ်ကနေ20မှာเนาะဒီတတိယချက်က hope and joy ပေါ့။အခင်ရှုမွေးဖွားလာခြင်းကကျမတို့ဒီကမ္ဘာလောကကြီးကိုမျောလင့်စရာဖြစ်စေတယ်ဆိုတဲ့အကြောင်းအရာကိုကောင်းကင်တမန်ကြီးကတိုးထင်းနေစီမှာသွားပြီးတော့မှတည်ငန်းကိုပြောကြားရင်းနဲ့မျောလင့်မှုနဲ့ဝမ်းမြောက်မှုရရှိစေခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကနေ့ကျမတို့ခက်ခဲပင်ပန်းလာတဲ့ဒီ လောကကြီးမှာတက်ရှင်နေရတယ်လို့ပဲဒီနေ့ခင်ခရစ်တော်ရဲ့မွေးဖွားခြင်းကကျမတို့အတွက် hope and joy ပေါ့နော်ညှော်လင့်မှုနဲ့အဝမ်းမြောက်စရာသတင်းကိုယူဆောင်လာတဲ့အချိန်ဖြစ်တယ်ဆိုတော့ကျမတို့ဒီနေ့ခွန်အားယူဖို့ရှိပါတယ်နောက်နံပါတ်၄တစ်ချက်ကတော့ love and sacrifice နော်ရှောက်ခရစ်အဲရှောက်ခရစ်ခဏီ၃ငယ်၁၆ပေါ့နော် ဖျားသခင်ဤသားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပြည့်စည်ခြင်းတို့များထာရအသက်ကိုရရှိခြင်းကဖျားသခင်သည်မိမိ၌တပါးဒီတော်သားတော်ကိုစွန့်တော်မူသည့်တန်အားလောကီသားတို့ချစ်တော်မူ၏ဆိုတော့ကျမတို့အာဒီသခင်ခရစ်တော်မွေးဖွားခြင်းကဖျားသခင်ကသူ့ရဲ့တပါးဒီတော်သားတော်ကိုစွန့်ပြီးတော့မှလောကီသားတို့ကိုချစ်တဲ့အတွက်ဆေလွတ်ခဲ့တယ်ခေခရစ်တော်ကိုယ်တိုင်လည်း မတို့လူသားတွေရဲ့အဖြစ်အတွက်ကို sacrifice ပေါ့နော် sacrifice လို့ပြောမှာကျမတို့ကိုပေးဆက်တဲ့အချက်နဲ့ချစ်ပြီးတော့မှကျမတို့ကိုချစ်ခဲ့တယ်ဆိုတော့တွေ့ရှိရပါတယ်ဒါကြောင့်ဒီနေ့ကျမတို့တကယ်ခရစ်တော်ရဲ့မွေးဖွားခြင်းကနေပြီးတော့မှကျမတို့လူသားချင်းချင်းပေါ့နော်မိသားစုတွေထဲမှာကျမတို့အဲမိတ်ဆွေတငယ်ချင်းတွေထဲမှာပေးဆက်တဲ့အချက်နဲ့ချစ်ဖို့ တောင်နဲ့တောင်ကနာတက်ဖို့တောင်နဲ့တောင်ခွင့်လွတ်တက်ဖို့တောင်နဲ့တောင်စီခံဖို့အဲတန်တဲ့နဲ့အရာလေးနည်းဒီနေ့ချက်လေးလေးချက်နဲ့ဝေမျှချင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ကြားရှင်အားလုံးကောင်းချီးပေးပါစေ။ ေဒနာဝင်ကပေးသွားတယ်ဆီယမအေရှုထူးပဲခြေဆုတင်ပါတယ်ဆီယမရဲ့မိသားစုကိုဘုရားသခင်အစဉ်မြဲကောင်းကြီးပေးပြီးဘုရားရှိလူရှိမှတိတဲ့ဘုန်းကြီးပါစေအားလုံးဘုရားသခင်ကောင်းကြီးချပေးတနာပါချပေးပါစေဒီကနေ့ဆီယမဝင်ကဝင်ကပါပေးတဲ့အချောင်းရလေးတွေရတော့လူသားချင်းချင်းချစ်ပြီးတော့ တယောက်နဲ့တယောက်ပေးဆက်ပြီးတော့ခွင့်လွှတ်ပြီးတော့အစီအကံပြီးတော့ကျွန်တော်ကျမတို့အယောက်စီတိုင်းကိုချင်းတရားဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဝင်ငါသွားပါတယ်သခင်ယေရှု နေတတ်တဲ့အသက်တာမျိုးအသက်ရှင်မှုရန်အတွက်သုံသင်ပေးတဲ့အတွက်ဆရာမကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှအထူးဆုတောင်းခြင်းအစီအစဉ်ကို ပြုလုပ်မှဖြစ်ပါတယ်အထူးဆုတောင်းခြင်းအတွက်တင်ပြစရာများရှိရင်တင်ပြလို့ရပါပြီလို့အထူးဆုတောင်းမဲ့သူကတော့